ကိုတက်မတော်အောက်လန့်ငယ်သားကြတော့နော်မတိကြိုးကြုံပြုတ်ပြီးတော့မှကိုကြတော့စောက်ဆန်ယူပြီးတော့ခဏတော့ဒလ30ခဏတော့နာမည်တက်ပြီးဖုံးပါတော့ကျွန်တော်ကလူချင်းကကျင့်ဝင်ဟာဘေးမှာမตายရင်ဖြစ်နေပြီကိုအီကအတန်ကြေကြေတော့မပြောဟာဘူးဆိုရင်ကျင့်ဝင်အခြေခံတော့မရှိတဲ့တယုံနိုင် ဟယ်လိုချားရမီဝပီတူညီကိုမော်တော်မများအားလုံးပဲမင်္ဂလာပါ News Pit Channel ကနေမြန်မာပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ် April 23ရက်နေ့ကျွန်တော်ဘော်ရူနေမနေ့ပိုင်းမှာနောက်ဆုံးကြားသိရတဲ့တော်လန်တရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျောင်းနဲ့သူစာဆောင်ကြည့်ရှုပေးကြဖို့မြို့ဝပီတူအားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်နော်ဆိုတော့ကျွန်တော်အနေနဲ့အယုံဆုံးအနေနဲ့ခါတိုင်းလိုပဲတရင်တိုလေးတွေကြည့်လိုက်ရအောင်ပထမဆုံးတရင်တိုးအနေနဲ့ကတော့ ။ရယဝတီတိုင်းအတွင်းမှာပတိမုံရွာလမ်းနဲ့ပဲခူးတန်းတွင်ရန်ကုန်ပြည်လမ်းပိုင်းမှာဧပြီလ22ရက်တိုက်ပွဲတွေပြင်းထန်နေပြီးတော့မှစစ်ကောင်စီကလေကြောင်းနဲ့မိုးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရတာဖြစ်ပါတယ်။စစ်စစ်ရိုးရိုးပြုတ်မှတ်ထားပြီးတော့မှဘုံကျဲသွားတဲ့ရွာခန့်တွေထွက်ပြေးနေရတဲ့ရေကြီးနဲ့လေမင်းနာတဝိုက်မှာဆိုရင်စစ်ကောင်စီစစ်ကြောင်းတွေအများကြီးရောက်နေတယ်ဆိုပြီးတော့မှဒေသခံတွေကလည်းပြုံးမှာပြောဆိုထားတာဖြစ်ပါတယ်။စစ်ကောင်စီအရဆိုရင်စကိုင်းကလင်ကဲဆဲအကြောင်းပြပြီးတော့မှရဲရဲပြက်ခတ်ရဲဆဲတဲ့ဆိုပြီးတော့မှကြီးညာထားပေမဲ့စစ်တပ်ကလည်းပြုံးမှာခုဆိုရင်ရေကြီး လင်းမြင့်နိုင်တဲ့အင်ကပူမြို့နယ်ကျပတိမွေရလန်းကျမှာအင်အားတိုးနေပြီးတော့မှတိုက်ပွဲတွေဖြစ်ပွားနေတာပဲဖြစ်ပါတယ်။ဆိုတော့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့သူတို့အနေနဲ့ပေါ့နော်ပြည်သူတွေပေါ်မှာဂျင်းနဲ့ပြီးတော့မှပြစ်ခတ်ရဲဆက်တယ်ဆိုပြီးတော့မှအားချောင်ပြောဆိုနေပေမဲ့တကယ်တမ်းကျတော့ပြည်သူတွေနေထိုင်တဲ့ကျေးရွာရပ်ကွက်တွေကိုဥတီပြီးတော့မှဟုတ်ဆိုရင်စစ်ကြောင်းထွက်လာတဲ့လေကြောင်းတခဲမှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းထူးသဘောအနေနဲ့ကတော့ကချင်ပြည်နယ်အင်ဒိုဂျီဒေတာမှာရှိတဲ့စစ်ကောင်စီနဲ့ရှမ်းပြည်ပြည်သူဆက်ထိန်းချုပ်ရာနေရာဒေတာတွေမှာအမျိုးသမီးတွေကိုပေါ်ပေါ်တာဆွဲဖမ်းဆီးနေတယ်ဆိုတော့ ်တရင်ပဲဖြစ်ပါတယ်။အင်တော်ကြီးရင်ပဲသွားတဲ့လူများစုပျောက်ဆုံးနေတာမို့လို့ပျောက်ဆုံးသူရဲ့နာမည်တင်တဲ့ပြီးသားစုဝင်စင်းတွေတောင်းပြီးတော့မှနတ်မုံဂိတ်ကိုသွားရောက်ဆုံဆန်းဖို့လုပ်နေပါတယ်ဆိုပြီးတော့မှအင်တော်ကြီးဒေတာခန်တို့ကလည်းပြီးတော့မှပျောက်ဆုံးထားတာပဲဖြစ်ပါတယ်။အင်တော်ကြီးမှဆိုရင်ရှန်နီတက်ကစူဆောင်းပေါ်တာဆွဲတဲ့အထဲမှာကလေးမေနဲ့နိုတိုင်မီခင်ပါမချာလူတက်စုဆောင်းနေတယ်လို့ဒေတာတရင်တွေမှာဖော်ပြထားတာပဲဖြစ်ပါတယ်။ဆိုတော့ဒီစစ်ကောင်စီရဲ့လျှောက်ခါနေလိုမျိုးပြည်သူ့ဆက်ပြူစော်ထီတွေတဲ့အခုဆိုရရက်ွက်အုပ်ကြီးတွေပေါင်းပြီးတော့မှပေါ့နော် အမျိုးသမီးတွေဘာမှမကြောင်းပေါ်သာဆက်ဖမ်းဆီးနေတာမလို့ကျွန်တော်ဘက်ကနေပြတော့မှအထူးဂရုပြုရမယ့်အချိန်ပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်ဒီနေ့မှာပထမဆုံးအနေနဲ့ကြာမှာကတော့ဆရာလင်းမြတ်ကျော်အားနဲ့ပြတော့မှအခုဆိုမြန်မာပြည်တွင်းမှာတော်တော်လေးကိုတရုတ်ရဲ့ကျောင်းဝင်စစ်စပေးမှုနဲ့သူတို့ဝင်ရောက်ဆုဖဲမှုတွေကကြီးထွားလာတယ်ဆိုတဲ့အကြောင်းရှင်းပြထားတာပဲဖြစ်ပါတယ်။ဆရာလူမြတ်ကျော်တရုတ်ကိုဘယ်လိုမျိုးဒက်ဆော်ထားလဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော်။ဗမာပြည်တွင်းထဲမှာငါတို့နိုင်ငံထဲမှာငါတို့တိုက်ချင်းတိုက်မယ်ရက်ချင်းရက်မယ်။ငါတို့နိုင်ငံထဲမှာ တယုတ်ရာတယုတ်ကလာယုံဆိုင်တာကိုတတိုင်းမီတော့ပြင်းပြင်းထန်ထန်စောင့်ကြည့်ကြပါလေဒီနေရာမှာစစ်တပ်ကိုထောက်ခံသူဖြစ်ဖြစ်မထောက်ခံသူဖြစ်ဖြစ်တော်လှန်သူဖြစ်ဖြစ်စစ်တပ်ကိုလက်ရှိထောက်ခံနေတဲ့သူတွေဖြစ်ဖြစ်တိုင်းပြည်ရဲ့အနာဂတ်အချုပ်အခြာအာဏာနဲ့နိုင်ငံပိုင်ဆိုးမှုနဲ့တယုတ်ကြုံမဖြစ်ရေးကိုစဉ်းစားကြဖို့ကြောင့်ဒီနေရာကနေပြောလို့ပါမေအောင်လည်းကတော့သူ့အကျိုးစီးပွားတဲ့တရုတ်မှာသူ့မိသားစုကြုံခံတာအချောင်မဟုတ်ဘူးတိုင်းပြည်ကကျွန်တော်တို့ပြည်သူလူထုဟာ ကျွံဝရအစ်စ်မပါနိုင်ဘူးဟုတ်တယ်ကျွံကျွံမဟုတ်ဘူးတယုတ်ပြောသမျှမလုံးနိုင်ဘူးတယုတ်ဟာကျွန်တော်တို့တခင်လည်းမဟုတ်ဘူးကျွန်တော်တိုင်းပြည်တဲကိုစီရင်နိုင်ငံရေးစီးပွားရေးဘုတ်ခွစီဗီဆပ်ပတ်လာတဲ့တယုတ်ကိုဒီနေရာကနေတခွန်းနဲ့ပြောလို့တာကတတိုင်းပြည်လုံးကလည်းတတန်နဲ့ထွက်စေလို့တာကကျွန်တော်ဆိုင်တာမရုံးနိုင်ငံတွေကတယုတ်တွေဖတ်သွားဖတ်သွားတယုတ်တွေထွက်သွားလို့ ြောတာနိုင်ငံတွင်းမှာရှင်သန်နေတဲ့နိုင်ငံတွင်းမှာဆွေစဉ်မျိုးဆက်နေထိုင်နေတဲ့တရုတ်လူမျိုးများကိုပြောနေခြင်းမဟုတ်တရုတ်နိုင်ငံရဲ့အုတ်ချုပ်ခံလူဒန်းအုတ်ချုပ်သူလူဒန်းစားတရုတ်အစိုးရအဲကိုဂျိုးရှာပေါ်လစီနဲ့ဘာလို့တဲ့တဲ့ငတ်တေမာရင်ပြီးရောဆိုတဲ့ရုပ်မာတဲ့စစ်သားကိုတဲ့လက်မျိုးထိုးပြီးပြောနေတာဖြစ်ပါတယ်လူသားတွေရဲ့အခြေခံကျင့်ဝတ်ကိုတော့မလိုက်နာမဆောင်ထိနေမယ်ကမ္ဘာမှာအင်အားကြီးဖြစ်နေတဲ့တရုတ်နိုင်ငံကိုကြည်ရင် တရုတ်နိုင်ငံကမျက်နှာတစ်ခါပေါင်တေးချောင်းဖြစ်နေတဲ့အခြေအနေကိုတစစမြင်ကြရပါလိမ့်မယ်။အမေရိကန်ကမျက်နှာပုံခွာချပြီးပါတယ်။ဒေဝါအများမြင်မှာမျက်နှာတစ်ခါလိမ့်နာပြီးမယ်။နိုင်ငံတွင်းမှာဖြစ်နေတဲ့အခြေအနေကပေါင်တေးချောင်းစီးသလိုဆိုတာကိုလာမဲ့ဒီဇင်ဘာလမတိုင်ခင်တကဘာလို့တွေ့ရပါလိမ့်မယ်။အမေရိကန်ရဲ့ဒေါ်နယ်ထရန့်ကုန်သွယ်ရေးစစ်ပွဲအခွန်တိုက်ပွဲဟာတရုတ်ဖြူကဖြာကကြောင်စံပြုတ်တောက်ရတဲ့ဘဝမှာကြာခင် ရောက်လာပါလိမ့်မယ်။ မင်းတို့မနိုင်ပါတော့လူအခြေခံကျင့်ဝင်ဟာဘေးမှာမตายဖြစ်နေရင်ကိုယ့်အိမ်ကအတန်ကြကြတော့မပြောရဘူးဆိုရဲကျင့်ဝင်အခြေခံတော့မရှိတဲ့တယုံနိုင်ကအင်းကြီးပြီးကတိုင်းပြည်မှာစစ်တပ်ဆိုရဲလူတို့ကပြည်သူလူထုကိုမတရားတပ်ဖြတ်နေတာလင်းနဲ့ပုံချဲနေတာသူတို့ဟာကျွန်တော်တို့တော့ပိုသေးတယ်သူတို့ခေါက်တိုင်းကြီးတွေအများကြီးရန်ကုန်နေပြည်တော်မန္တလေးနေရာနာမှာရှိတယ်မန္တလေးဆိုတော့တယုံကြီးတွေသူတို့အကုန်သိတယ် တို့ဝီချက်ကနေလိုင်းပြီးတော့လည်းတိဒါတော့ဆရာလူမြတ်ကျော်ကနေပြည်မခုဆိုရင်တရားနိုင်ငံရဲ့မြန်မာပြည်တွင်းပေါ်မှာတထဲဝင်နေပူပေါင်းပြီးတော့ပါနော်ဆွဖက်နေတဲ့ဆိုတဲ့အကြောင်းကိုပြောဆိုထားတာဖြစ်တယ်ကျွန်တော်အားလုံးလက်တည်ထားတဲ့အတိုင်းတရားကနေပြည်မစစ်ကောင်စီရဲ့ဒီလိုမျိုးတောင်းဆိုမှုနဲ့တူလူမျိုးညီနေမှုတွေလှုပ်ဆောင်ခဲ့တယ်လည်းတော့မသိပေမဲ့အခုဆိုရင်လာရှုံမျိုးကို သူတို့ကနေပြီးတော့မှ avenue ကိုတက်ဆုတ်ခိုင်းလိုက်တာပြီးမှ second sale ဆိုတော့ money လုံးကတည်းကပေါ့နော်စတင်ပြီးတော့မှဝင်ရောက်လာတာဖြစ်တယ်ဆိုတော့တရုတ်အနေနဲ့ဒီလိုမျိုးဆက်လက်ပြီးတော့မှကျွန်တော်တို့မြန်မာပြည်သူတွေအားလုံးလိုချင်နေတဲ့ federal democracy လမ်းစဉ်ကိုပြိုချနိုင်ဖို့အတွက်စ조사နေတယ်ဆိုတော့လည်းတွေ့ရတာမို့လို့ညတဲ့ပို့ပြီးတော့မှကျွလွန်လောင်ပဲဆိုတော့ပြည်သူတရုတ်လုံးရဲ့ချင်ပတ်ပြီးတော့မှစစ်ကောင်စီနဲ့သူကျွန်တော်တို့ဘက်ကနေပြီးတော့မှတော်လိုင်းရမယ်ဆိုတဲ့အကြောင်းလည်းဒီနေ့ကနေထပ်ပြီးတော့မှသတိပေးပြောလို့ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဘောမကျော်ဆိုးကနေပြီးတော့မှလတ်ရှုမျိုးကိုစစ်ကောင်စီကနေပြီးတော့မှထိန်းချုပ်လိုက်လို့ ကျန်တဲ့ NUG တပ်ဖွဲ့ဝင်တွေကိုစတင်ပြီးတော့မှတိုက်စစ်ဆင်သွားမယ်ဆိုပြီးတော့မှအားချောင်းပြောဆိုထားတဲ့အားလဲကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်မြို့ကန်နေမြေကြီးလိုက်ဒီလိုမျိုးဖြစ်လာတဲ့အခင်းချင်းကိုသူတို့ပြောလားမပြောလားမေးသူတို့ပြောလိမ့်မယ်ခင်ဗျားတို့အခြားဘက်ကနေပြီးတော့ဒါကျွန်တော်တို့အင်တာနက်ကိုအင်တာနက်1 gig ကိုခင်ဗျား6600ဝယ်ပြီးတော့တောင်းတဲ့သူသွားမပေးနဲ့အဲ့ကောင်ကခင်ဗျားပလက်လန်ပြီးတော့အာဟိုအားလုံးလိုက်ပါလားဒီအားလုံးလာအမေမေးနေတာလာရှိုးမြို့ကန်နေသွားမေးကြည့်လိုက်ဘလောက်ထိခင်ဗျားအေးနေရဆုံးတာဘလောက်ဒုက္ခရတယ်အဲ့ဒီလူတွေသိတယ်အဲ့ဒီလူတွေသိတယ်ခင်ဗျားအခုထွက်ပြောလေဗျာဟိုဟာလေဟိုဟာဖွဲ့ထွက်ပြောပါ အန်ယူဂျီဖွဲ့တယ်။ဒါကျွန်တော်တို့မကျေနပ်ဘူးလို့။ထွက်ပြောကြ။လက်ရှိတော့ကျွန်တော်ဘယ်သူမှတော့ဒီထွက်ပြောကြတော့ထွက်ပြောနေရတော့မတွေ့သေးဘူး။အဲ့တော့ဒီသတင်းပြချောက်ရမယ်ဆိုရင်ကျွန်တော်တို့ဒီလာရှိုးမြို့ကိုဒီကနေ့ဒီတက်မလို့ရန်န်းရာနဲ့ချီဒီကနေ့ရောက်လာတယ်။ရောက်လာတဲ့အချိန်မှာကျွန်တော်တို့မြို့ကန်တွေကရေဘူးတွေဝေးထားတယ်၊တတိယဝေးထားတယ်။ဒါဝင်းနေတာတွေတွေ့ရတယ်။ပြီးကျွန်တော်တို့ဒီတိုက်ပွဲတွေကြောင်းဆစ်ဆောင်ခဲ့ရတဲ့ဆစ်ဆောင်ခဲ့ရတဲ့ကျွန်တော်တို့မြို့ကန်တွေမကြခင်ရပိုင်းမှာသူတို့ပြောင်းဝင်လာလိမ့်မယ်ပြောင်းဝင်လာလိမ့်မယ်အခုတော့လက်ရှိတော့ကျွန်တော်တို့သိရတဲ့အချက်အလက်အရဆိုရင်တော့ဒီ အမှုဆဲ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 ပြုံးလည်လမ်းပိုင်းပေါ့ဗျာဒီနေ့အမှုဆဲမန္တလေးလမ်းပိုင်းအဲ့ဒီလမ်းပိုင်းမှာရှိတဲ့ဒီလက်နက်ကိုင်ဖွဲ့ထိန်းချုပ်ထားတဲ့နေရာကိုဒါနိုင်ငံတော်ကနေပြီးတော့ကျွန်တော်တို့နိုင်ငံအရနိုင်ငံအရကျွန်တော်တို့ပြန်ပြီးရအောင်မယ်နိုင်ငံအရလုံးလို့မရဘူးငါတို့ကလက်နက်ဆွဲကိုင်ပြီးတိုက်မယ်ဆိုတော့စေရဒါဆောင်မဲ့နေတာရှိပါတယ်အဲ့တော့အခြေရှမ်းမြောက်ရဲ့အခြေအနေကကျွန်တော်တို့တော်တော်လေးဒါအခြေအနေကောင်းတယ်လို့ကျွန်တော်ပြောမှာဖြစ်ပါတယ်တော်တော်လေးအခြေအနေကောင်းတယ်ဒီကြားထဲမှာကျွန်တော်တို့ဒီ ီကြားထဲမှာကျွန်တော်တို့ချိန်မုံချင်းခံမှာကတော့ NUG အဖွဲ့တွေပါ NUG အဖွဲ့တွေလက်ရှိတော့ဒီတက်မလို့ကနေပြီးတော့ဒါမန်လီတိုင်းဒေသကြီးတပိတ်ချင်းစင်ကိုမရိယာဘက်မှာကျွန်တော်လွယ်တဲ့စစ်စင်တွေဆောင်နေတယ်ပြီးတော့ကျွန်တော်နောင်ချိုရဲ့ area ကိုပြန်ဆက်ရမယ်ဆိုတော့လက်ရှိဒီနောင်ချိုရဲ့ဒီကျိုးစပါးကြီးအနည်းကိုတက်မလို့ဆက်ကြောင်းရောက်နေပြီအနည်းနောက်ရောက်နေပြီအဲ့တော့ဒီတက်မလို့ကတော့ဗျာတို့ဒီအပြစ်ခတ်ရစေးကာလာဆိုတော့စောင့်ကြည့်နေတဲ့အနေဒါတော့ရှိတယ်အဲ့တော့တို့စကားပြောလိုက်မယ်တစ်ချိန်ချင်းမှာကျွန်တော်စကားပြောနိုင်တာပေါ့အဲ့တော့ DNA တွေကမဖဲ့ဘူးဆက်တိုက်မယ်ဆိုတော့တက်မလို့ကမင်းတို့ဆက်တိုက်မျိုးတိုက်ပေါ့တက်မလို့တိုက်ပါမယ်တိုက်ပါမယ်အဲ့တော့နိုင်ငံရေးကစကားပြောမယ်နိုင်ငံရေးကစကားပြောလို့မရတော့တက်ကတိုက်ပါမယ် တိုက်ပါပဲအဲ့တော့ TNL တော့ကလည်းဒါသူနောက်ဆုံးရွေးချယ်နောက်ဆုံးနောက်ဆုံးချိန်တွေပဲရှိတော့တယ်နောက်ဆုံးကဗျာခင်ဗျားတို့အားလုံးပြောရမှာဆိုရင်နောက်ဆုံးကဒီတက်မလို့ကတက်မလို့ပဲဗျာခင်ဗျားတက်မလို့ကတက်မလို့ပါပဲအချိန်တခုမှတက်မလို့ကတက်မလို့ပါပဲလူတိုင်းလူတိုင်းမှာခင်ဗျားဘဝတွေမှာအတက်ကြအနေမြင်နေအားလုံးရှိရပါတယ်ဒါကလောကဓာတ်ပဲလောကဓာတ်ပဲလူတိုင်းကခင်ဗျားရည်ရမယ်ငိုရမယ်ပျော်ရမယ်ဝမ်းနေရမယ်ဒါတွေကလူတွေအားလုံးသူဖြတ်တန်းနေရလောကဓာတ်တွေပဲအဲ့လိုပဲကျွန်တော်တို့ဒီလွတ်လပ်ရရောက်ပဲဖတ်စားပလာဆိုရင်လည်းပဲသူတို့ရဲ့ဘဝတွေလည်းကျွန်တော်တို့ အနေအမြတ်အတက်ကြလေးရှိတာပဲအဲ့လိုပဲကျွန်တော်တို့ဒီရာမခအီဆိုတာလေသူရဲ့ဒီအတက်ကြလေးရှိတာပဲဒီတစ်ချိန်ကျွန်တော်တို့ဒီအချိန်တစ်ခုမှာတော့ကျွန်တော်တို့တက်မလို့တက်မလို့ပဲကျော်စိုးပြောတဲ့ပုံစံရတော့ဟုတ်စံလာရှော့မြော်ဆိုရင်စကောင်ဆေးကနေမြန်မာတေဟိုအားကိုနေပါနော်ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုတဲ့အကြောင်းကိုဝင်ကြွားပြီးတော့မှပြောဆိုနေတာဖြစ်တဲ့ဒီလိုမျိုးစကောင်ဆေးအကောင်ပြန်ထားအောင်လာနိုင်အောင်တော့ကွယ်နေပြီးတော့မှကြိုးကင်ပြီးလှူရှာပေးနေတဲ့တေဟိုဟာဆိုရင်တော့ကျွန်တော်ပြည်သူတွေရဲ့မြို့မိုးချိုးချွန်ခမ်းမဲ့ဆိုတာတော့ပြောလို့ရနေပြီပဲဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်ပြည်သူတွေရဲ့စိတ်ဆန္ဒကိုပေါ့နော်နားမထောင်ပေးပဲနဲ့ စစ်ကောင်စီကိုပုံပေါ်ထင်ထင်ထောက်ခံလိုက်တာကတော့ကျွန်တော်ဒီလိုမျိုးဖစ်ဆက်အာဏာရှင်လူတစုอ่ะဆိုရင်မြန်မာပြည်ထမ်းမှာတာမကဒီကဘာမပါတော်တော်လေးကိုဆိုးရနေတယ်ဆိုတဲ့ကြောင့်လည်းကျွန်တော်တွေ့ရပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ပြောင်းကြနေပြီးတော့မှအရောက်ဒီတိုင်းထဲမှာစစ်ကောင်စီတပ်ဖို့ဝင်နေအခြေအနေမကောင်းတော့ဘူးဆိုပြီးတော့ဝန်ခံပြောကြားထားတဲ့ဟာလေးကျွန်တော်တချက်တော့နားထောင်ကြည့်လိုက်ရအောင်နော်။အရာဗီကိုအချုံကုန်ပြီးတုံးတာမယ်ချုံကုန်ပြီးပြောမယ်တို့ချုံဆမ်မာရီအဖြစ်ပြောရမယ်ဆိုလို့ရှိရင်ဒီပေါ့ကျိန်တလိလမ်းကျော်ဖြစ်တဲ့လေခုံလေးလေခုံကြီးလမ်းကျော်အဒီလမ်းကျော်ကနေပြီးတော့ ိုဘယ်လိုခေါ်မလဲဆိုရင်ရွာတွေကတောင်ကျောတွေမှာရှိတဲ့အတွက်ကြောင့်မို့လို့ဒီလမ်းကျောကနေပြီးတော့စစ်သေးကြတပုံအေအေကဝင်မယ်ပြီးရင်တောင်ချေမှာရှိနေတဲ့ရွာတွေဖြစ်တဲ့ဆွမ်းနာကကျွန်တော်ပြောတဲ့ဂျိတ်ကွင်းတို့ဂျိုးပင်စုတို့လက်ခုံလေးတို့နော်ရှားတော်တို့စံကုန်းတို့ပြီးလို့ရှိရင်ပန်းတော်ကြီးတို့အဲဒီကျောမှာရှိနေတဲ့ရွာတွေနော်အဲဒီရွာတွေကိုတော့စစ်သေးကြတပုံခြေကုန်းယူမယ်ယူပြီးရင်ဆက်လက်ပြီးတော့တိုးလာမှာကအင်ကပူတို့နော်နောက်ထပ်ဒီမြတ်အောင်တို့အဲပြီးွားရင်နောက်ထပ်ကျွန်တော်တို့ ဟင်္ဒရာတို့နော်ဆက်လက်ပြီးတိုးလာမှာဖြစ်တယ်ပြီးရင်တော့အမ်ပတိမာရှိနေတဲ့တက်တွေပေါ့သတိထားဖို့လိုအပ်တယ်ပေါ့အဲ့လိုအခြေအနေမျိုးတွေရှိတဲ့ဒါ summary ဖြစ်နေကျွန်တော်ပြောတာပါနော်အတူချင်းအဲ့တော့ရှေ့လျှောက်ဆက်ပြီးတိုးလာမှာဖြစ်တယ်အခုလက်ရှိစီးရေးအခြေအနေကတော့အမ်ဘယ်လိုခေါ်မလဲစစ်တပ်လည်းရွေးချင်ကြမှာပဲနော်ဟိုတကယ်လေးစားဖို့ကောင်းပါလားတေခံပြီးတော့အခုကန်တိုက်ပွဲဝင်နေတယ်အဲချိုးနေရာလေးပြန်ရတယ်ချိုးရွာလေးပြန်ရတယ်လို့ချိုးရွာလေးကလည်းစီးရေးအဖြစ်တင်းမာနေရရှိတယ်ချိုးရွာလေးကလည်းတဲကြီးမကြီးချနေရရှိတယ်နော် နောက်ဆုံးရတဲ့အတိုင်းအတာရှိတယ်ဆက်သက်ပြတ်နေတဲ့အတိုင်းအတာရှိတယ်အဲဒါပါတော့လည်းပဲယုံကြည်လိုက်ပါအေယာဝီသားတွေက ERV သားတွေအကုန်လုံးကဒီအကုန်လုံးနေမဟုတ်ပါဘူး။ ERV သားတွေအကုန်လုံးကဒီစစ်သေးကြွတွေနော်။ဒီပိငပိနေမဟုတ်ပါဘူး။အဲဒီအတွက်ကြောင့်မလို့တော့အာဘယ်လိုခေါင်းလဲ ERV နေနေကတော့ကွဲလွဲမှုရှိတယ်။ရှိတဲ့အတွက်ကြောင့်မလို့ရွေးချယ်ခုခံသွားနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်နေနော်။မျှော်လင့်မျှော်လင့်ပါလား။အာကျွန်တော် ERV နဲ့ပတ်သက်ပြီးတောက်လျှောက်ကျွန်တော်ပြောနေခဲ့ပါလေနော်။ဟိုးစာလုံးရေးစဒီမြင်းဝတောင်ဆယ်ကိုနော်။ မြင်းဝဆယ်လာကျွန်တော်အရင်ကနာမည်တခုနဲ့ကျွန်တော်ပြောခဲ့ပါတယ်အဲ့အချိန်တွေကကျွန်တော်စပြီးပြောနေခဲ့တာဟာအခုချိန်ထိအရာကြီးနဲ့ပတ်သက်ပြီးတော့မနလောက်ရှိပြီလားမသိဘူးနော်အခုတကယ်လည်းဖြစ်လာပါပြီအဲတကယ်လည်းဖြစ်လာပြီဆိုတော့စောင့်ကြည့်ရအောင်ပါမျိုးနော်ဒီမှာပြောင်းကြည့်ပြောတဲ့ပုံစံအရတော့ဟုတ်ဆန်စကောက်စီတဖုံလေရော်ဒီတိုင်းထဲမှာအခြေအနေမကောင်းတော့ဘူးဆိုတော့အေးရောက်နေပါနော်သူ့ရဲ့ကိုယ်ထဲမှာကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်စကောက်စီနေနဲ့ဘလော့ပဲဒီပီပေါ့အကူကြီးတွေရယူနေပါစေကျွန်တော်တော်လိုင်းတဖုံတွေဆူဆူစီစီနဲ့တိုက်ထုတ်မှဆိုတော့ ဒီကောင်တွေကကြာဆုံးခန်းဆိုတာတော့ကျွန်တော်ပေါ့နော်ချိန်တိပေါ့မရမယ်ဆိုတာတော့ခုဆိုတွေးနေရတာပဲဖြစ်ပါတယ်မျောလိုက်နေတဲ့ခုကလေးကသူ့ရဲ့ဒီရှေးကိုချုပ်တင်စဉ်းစားပြတော့မှလက်နဲ့ချတဲ့မချတဲ့စဉ်းစားဆုံးပြတ်တည်နေပြီဆိုတဲ့ကြောင့်လဲတော်လိုက်တက်ဖို့နေရတယ်မြေမှာချင်းချင်းသတိပေးထားတာမို့လို့နောက်ခုဆိုရင်သူ့ရဲ့နောက်ဆုံးချင်းကာလာကိုရောက်နေပြီဆိုတာဘုံမရခိုးတိုင်းတည်ရှိလာတာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေတာကတော့ဇော်ပွင့်ရနေပြီတော့မှ အထက်ဘာအုပ်ဖြစ်ပုံစံနဲ့အခုဆိုရင်အချင်းပြတ်ချစားပြီးတော့မှလှုပ်ရှားနေကြတဲ့စစ်ကောင်စီရာရှိတွေကိုဘယ်လိုမျိုးတဲ့ဆော်ထားလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်မင်းတို့လှုပ်တဲ့အဆုပ်ထုပ်တွေအကုန်လုံးရှမ်းပြည်နယ်မြောက်ပိုင်းမှာလက်မစားဘူးဟုတ်လားလူကမပြောနဲ့လီကိုပြောနော်လက်မစားဘူးဟုတ်လားနွားကားတွေတိကားတွေတောက်ကားတွေနော်တခြားကောင်ကိုပစ္စည်းကားတွေရှမ်းပြည်မြောက်ပိုင်းမှာတာဝန်ကြားခဲ့တဲ့ကောင်တွေဟဲ့အောင်နေမင်းတို့ကမင်းတို့ဘာစောက်စင်းပြပြစောက်ခုမစားဘူးစောက်ခုစားကြတယ်မလို့အမှန်တရားဆိုတာကမင်းတို့အနာရှိစိတ် နော်မင်းတို့အခုချမ်းပြည်နယ်မြောက်ပိုင်းမူဆွဲမှာနော်ဗါလဲစကားက14လာဟုတ်လားနော်တမမူယူအောင်မူနော်သတိထားပါတခါနဲ့ဒီနေရာလေးပြောလိုက်တာခမားတို့ပတ်စံတွေဘလို့ယူနေရဲဆိုတာကျွန်တော်ချီမှာရောက်နေပြီနော်အေးနော်ကိုတက်မတော်အောက်လက်ငယ်သားကြတော့နော်မတိကြုံပြုတ်ပြီးတော့မှကိုကြတော့စောက်ဆန်ယူပြီးတော့ခမားတို့ဒလ30 ခဏတော့နာမည်တက်ပြီးဖုံးမှာတော့ကျွန်တော်ကကျွန်တော်တို့ကအမှန်တရားကိုပြောတာကျွန်တော်ပြောတဲ့စကားကျွန်တော်မဖမ်းဘူးဆိုတာတက်မလို့ကဝယ်ဦးစီးချုပ်ဒူးထုတ်တယ်အကုန်သိတယ်ဒီကောင်ပြောနေတာအမှန်တည်းကြီးပဲခဏတော့လှုပ်ရှားနေတာနော်မူဇေမာဘူးစကားက၁၄လားနော်တမဘူးတွေဖြူဝဘူးတွေခဏတော့ကျွန်တော်မသိဘူးတော့မထင်နဲ့နော်ကျွန်တော်ကခဏတော့အဲ့လိုပြောတာမဟုတ်ဘူးခဏတော့ကကိုယ်တပုတ်ပဲကိုကြည့်တယ်ကိုရဲ့အောက်လက်ငယ်သားကိုကြတော့ เนาะปิดท่าล่ะခင်ဗျားတို့မှာစစ်သားစိတ်စစ်ကောင်းဆောင်စိတ်မရှိဘူးရှင်းလားအဲ့ဒါတုံပြောတာအလုံးမဟုတ်ဘူးเนาะအဲ့ဒါကိုသိတဲ့လူတွေသိတယ်ရှင်းလားမယုံရင်ပေါင်းပေးကြည့်လားခင်ဗျားဘူးထဲမှာတုံပြောပြမယ်ပန်ခန္တရာနတ်ဘော်တရာเนาะအရင်တော့အစစ်ကားတွေသွားတယ်เนาะပတ်စံတွေရတာမှာတောတောလဲဒါပြောခြင်းလေเนาะရှင်တော့ရမကတိုင်းဘူးဘုရားအောင်စော်ရေးတော့ဘာလို့အစင်စက်အကုန်လုံးရှိခဲ့တာเนาะညံခိုင်တရာကြာပတ်စံရ မြန်မော်တရားကြတဲ့ကောင်ပတ်စံရပန်ခန်းတရားကြတဲ့ကောင်ပတ်စံရတယ်နော်ကျွန်တော်ကဘယ်ဘက်မှဘက်မလိုက်ဘူးဒါပေမဲ့ကိုတက်မတော်သားကြီးကိုတက်မတော်သားကြီးကစစ်တပ်ခြင်းစိတ်ရှိအောင်ကိုရဲ့အထက်လူကြီးကိုအားကိုးယုံကြည်မှုရှိအောင်တော့ခနာတို့တိဆောက်ပါခနာတို့တို့မတိဆောက်တော့ပြောတော့ကြတော့အထက်အောက်သွေးခွဲတယ်တဲ့ဘာအောက်သွေးခွဲတာလဲဘယ်နေရာမှာသွေးခွဲတာလဲဘောရင်ကတော့တော်တော်လေးပေါက်ကွဲနေပြီနော် လူမျိုးကိုကြိုးရှာတဲ့စစ်ကောင်စီရရှိတွေတော်တော်လေးများနေတယ်ဆိုတာလည်းဒီကောင်တွေတည်တာမို့လို့အခုဆိုရင်တော့စစ်ကောင်စီရဲ့ကြာဆုံးခန်းတွေကဒီလိုမျိုးအချင်းပြစ်ချစားနေကြတဲ့အုပ်စုတွေကနေတဆင်မြဖြားခါနေဆိုတာသူတို့ကိုယ်တိုင်ဖော်ထုတ်ပြီးတော့မှဝန်ခံပြောဆိုလာကြတာဖြစ်တယ်အခုလိုမျိုးကျွန်တော်တို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဘောမတွေအယုတ်ကတဲ့ပွဲတွေမကြာခဏဆိုလိုပေါ့နော်တွေ့နေရတာမို့လို့ဒီထက်ပိုပြီးတော့မှဒီကောင်တွေပိုပြီးတော့မှတပ်ဖွဲ့တွေပြင်ထလာနေတာပဲဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ကတော့ဘိုးရင်ကိုဒီလိုမျိုးပြစ်ထားပြီးတော့မှစောင့်ချင်းနေမှာလားဒါမှမဟုတ်တော်နမင်းကျွေးပြီးတော့မှပေါ့နော် တိုက်ပိတ်ထားမလားဆိုတော့ကျွန်တော်ပြန်ပြီးတော့မှတရင်ကိုနားဆွဲရမှာပဲဖြစ်ပါတယ်ဒီ boeing ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မျိုးပါပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့အမြင်လေးတွေကိုခြာရေးပေးခဲ့ကြဖို့ကျွန်တော်ဒီနေ့ကနေအားလုံးအတောင်းဆိုပါတယ်ဟုတ်ပြီကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီအရေးချုံပေါက်ကတော့ကနေပြီးတော့မှပဲနာမခတိုင်မှုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာစပြီးတော့မှကြည့်လိုက်ရအောင်နော်တိုင်းနိုင်ငံမှာနေရဦးစဉ်နမကတိုင်မူကြီးကိုတခါလေဦးစဉ်တိုင်ရောင်ဖုံးဆက်တယ်။ဒါလို့ဒါလို့ရှိတယ်နမကတိုင်မူဟဲ့မြောင်ကြားနဲ့အမြောင်ကြားတဝိုက်မှာအဲ့ဒီကခင်ဗျာ ရဲရောဟိုပါရောအကုန်လုံးအဲ့တော့အများဆုံးဆောင်ရွက်ပေးပါခင်ဗျလမ်းကြောင်းမှာတို့တို့ထားခါလာတယ်အဲ့ဒီကဒရင်နေပေါက်ထားသူတို့ခေါ်တဲ့လူတွေစီကဒရင်နေပြန်ကြီးမှာကြားရတယ်ချက်ချင်းအဲ့တော့နမကတိုင်းမှုကြီးလဲကျေးဇူးတင်ပါတယ်ဦးစင်းဒရင်ပို့ဖို့ကြီးမကြောက်နိုင်ခွက်တွေအဲ့မှာတစ်ခါတည်းချက်ချင်းလည်းဆောင်ရွက်တယ်ဖုန်းတပိတော့ရဲချုပ်စီချက်ချင်းဒရင်ပို့လိုက်တယ်ဗျာတဲ့တပိတော့ကူလည်းချက်ချင်းဆောင်ရွက်တယ်တဲ့ဦးစင်းကပြောပြီးတာကျောက်ကသူတို့ကိုမုန်းလို့မဟုတ်ဘူးနော်တိုင်းမှုရဲချုပ်ကလည်းပြောလိုက်ပါသူတို့ကိုမုန်းလို့မဟုတ်ဒီကစီကန်းပေါက်ပြက်လို့ဒါကတော့ လက်နဲ့ဒီအပြည့်ထွက်လို့လက်နဲ့ဖန်ခံလိုက်ခင်ဗျလက်နဲ့နဲ့လက်ပါသွားတယ်ဟာလမ်းလမ်းကြောင်းမှာဖန်ခံလိုက်ရတယ်အဲ့လိုတစ်သိန်းနဲ့တစ်သိန်းနဲ့ပေါ်တာသူကဘယ်နေဘယ်နေလာမယ်ဆိုတော့အဲ့ဒါတွေကိုကြိုးပြောထားတာသူတို့ခွဲတူတဲ့ကြိုးပြောထားတာအဲ့လိုလူမျိုးမရှိလက်အကြောင်းမရှိဘူးထောင်ချရေးယူပါမှာဒါချက်ချက်လက်ချက်ချက်လက်ငင်လုတ်ပြီးတယ်ချက်ချက်လက်ငင်ဥစဉ်တိုင်းမကြီးကျေးဇူးတင်တယ်နော်ဒါကျုပ်ကကျုပ်ဒီလိုပြောလိုက်လို့အပြစ်ဖြစ်တယ်ဆိုတော့လည်းသိတယ်ကျုပ်တိုင်းပြည်အတွက်အပြစ်ဖြစ်ခံပြီးမှကြိုးပြောတာအပြစ်ဖြစ်ခံပြီးမှပြောတာနော်အဲ့တော့မောသားတိုင်းမကြီးချက်ချက်လက်ငင်လို့ဥစဉ်တော့မန်လေးတိုင်းမကြီးချက်ဆက်တယ် ဆန့်ချက်ချင်းနဲ့အလုတ်ရှုပ်တဲ့ကြားထဲဥစဉ်တို့ပြန်ဖြေပေးတယ်နော်ပြန်ဖြေပေးတယ်အဲဥစဉ်တို့ကလည်းတိုက်ပူးကြီးကိုအားအားကြီးဖုံးဆက်တာမဟုတ်ဘူးတိုက်ပြည့်အတွက်ပဲဆက်တာလိုအပ်ချက်ကိုပဲဆက်တာလိုအပ်ချက်ကပေါက်ကိုယ်တော်ရဲ့လိုအပ်ချက်မဟုတ်ဘူးတိုက်ပြည့်ရဲ့လိုအပ်ချက်အားအုံမှာဖြစ်ပျက်နေတဲ့လိုအပ်ချက်ကိုပဲဥစဉ်တို့ကဆက်တာတစ်ထောက်တနေရာနဲ့ထောက်ကူပြူတာထောက်ကူပြူတာအားရရမဆက်ဘူးငါကပြောခဲ့ပြီးသားပဲပေါက်ကိုယ်တော်အနေထားတင်ကန်းခေါင်းမှုချုံပြီးမှအိပ်ပြီးမှဒုနဲ့နေလို့ရတယ်လို့ငါကလည်းကပေါက်ကိုယ်တော်အချိန်မဲ့နေမဲ့မဟုတ်ဘူးအားလုံးပြောပြီးသားဥစဉ်ကနော် အားလုံးပြောပြီးတာငါပေါ်တော့ဒီလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားထဲမှာဖမ်းခံရတာတော်တော်လေးကိုခြေခွဲနေတာဖြစ်ပြီးတော့မှမွန်ရနမခတိုင်မှုကိုတူအနေပြီးတော့မှဆုံးမပြောဆိုထားတာပဲဖြစ်ပါတယ်ဒီလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလမ်းကြိုလမ်းကြားထဲကနေပြီးတော့မှတော်လိုက်တပ်ဖွဲ့ဝင်တွေဖမ်းဆီးချုံခံရတာများနေလို့ပေါ့နော်အခုဆိုရင်ဒီပေါ်မလော်ဘီအရေးချုံလိုမျိုးမပါတအုပ်စုတွေကနေပြီးတော့မှတော်မပြောဆိုလာကြတာမလို့ဒီကောင်တွေရဲ့ကျဆုံးခန်းဆိုတာတော့ကျတို့ခုဆိုရင်တေချာပေါ့မြင်နေရတာဖြစ်တယ်မြေပပီတို့တွေဘက်ကနေပြီးတော့မှလည်းစင်မပြအားမရောဘဲနဲ့ကိုရဲ့ကိုးဒေတာတွေမှာ ထင်ထင်ကျက်ပြီးတော့မှတောင်းချနေကြတဲ့စစ်ကောင်စီရာရှိတွေနဲ့အုပ်ကြီးတွေတွေ့ရှိတယ်ဆိုတော့နိစ္စရတော်လိုင်းတဖွဲ့ဝင်တွေစီမှာအမြန်ဆုံးပေါ့နော်အကြောင်းကြားတဲ့လဲဆိုတဲ့အကြောင်းလဲကျွန်တော်ဒီနေ့ကနေတက်ပြီးတော့မှပြောလို့ပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုတပုတ်နေတာကိုဆရာနေပြီးတော့မှဒီလိုမျိုးခွေးစကားတွေပြောပြီးတော့မှပေါ်ပန်းလေးစရီအာချောင်ပြောဆိုနေတဲ့ငပောက်ကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်စပီရမကြည့်လိုက်ရအောင်နော်လူကြီးတွေတီအောင်ပြောပြပါခင်ဗျာတဲ့ပြည်သူတွေရဲ့ပစ္စည်းကိုတဲ့အဲ့တို့တချောင်းတော့မယူဘူးဆိုတဲ့ 蛮不一样的，离样的也坏的呀嘞！特别金牛呢，你个呀，老板面有啊，在家有啊，都蛮细的。我们是本地，连台面嘛，高门的女的，石油呢，那都嘛高里的厂的个。啥了？最后他看不到个包了。啊，留了个油头，留了个卷头油皮嘛的，伢来吹的过的,的,的，蛮、嗯、不一样的，离样的也坏的呀嘞！做嘞？那蛮多，他们拉维诺。 ထောက်ပို့တွေဖြစ်တဲ့ဇော်မင်းနံပါတ်1ဇော်မင်းဦးနံပါတ်2တခါတလေကြောက်လဲတပည့်ကြီးခင်ဗျားတို့အခုပေါင်းရည်နဲ့ဆက်ထားတဲ့နေရာကိုလေဗျာအဲ့ဒီနေရာကိုခင်ဗျားတို့ရိုက်ခါနေလူကျင်နေဆိုဆိုးဆိုးကထောက်ပို့အကြီးစားတွေအဲ့သူတို့စီကိုတောင်းကြတော့ကဘယ်လိုလဲနော်နော်ဒီဒီဒါရောက်လာကြည့်မလားသူတို့သူတို့ဘက်ကမပါတဲ့ဒေတာကန်နော်နည်းနည်းပြည်လဲတဲ့လူတွေစိတ်ရင်းကိုဖတ်ပြပြီးတော့ဒါဒုက္ခပေးတာဘယ်လိုမှလည်းစဉ်းစားကြည့်စဉ်းစားကြည့်နော်စဉ်းစားကြည့် မင်းတို့အဲ့လိုထောက်ဖို့လှုပ်တိုင်းတာမင်းတို့ရှင်းရမယ်ဆိုမင်းတို့စစ်ခွေးဘက်မှာလားရှင်းတော့ကုန်တော့ဘူးအဲ့တော့မင်းတို့ကမင်းတို့ဘက်ကတယောက်နဲ့ကိုလှုပ်ပြလိုက်လို့ချင်းအာထောက်အောင်လာကြည့်ကြည့်ဒါပေမဲ့မင်းတို့နေအဲ့ပေါင်ကဘုံတွေနဲ့ကျဲလိုက်လို့ခလေးတွေနော်အမျိုးသမီးတွေပြေးသွားရင်မင်းတို့ကအကြမ်းဖက်ဟုတ်လားလာတာလေးတဲ့အကြမ်းဖက်ဓမ္မဖြစ်တယ်မင်းတို့လက်ထဲရောက်လို့ရှိရင်ဟမ်မင်းတို့နေလူဟုတ်သေးရဲ့လားဟုတ်လားမင်းတို့အမေတွေမင်းတို့ဖေးတယ်ဘယ်လိုအကုလို့ဒါတော့များလို့ဒီလိုမျိုးခွေးသားမျိုးတွေကိုခွေးလောက်မှတန်ဖို့မရှိဘူးမင်းတို့လိုကောင်မျိုးလိုဒီနိုင်ငံမှာလာထားပေးခဲ့ရတာဟမ်ထယံပန်းတော့ကောင်မျိုးတွေစောင့်ချက်တွေကိုအခါခါတုံးနေကောင်တွေဟမ် နည်းနည်းကြော်လိုက်မယ်ဒီကောင်ကဟာအော်ခင်ဗျားတို့မြဲမြဲမှတ်ထားဟင်နော်မြဲမြဲမှတ်ထားကြနော်အဲ့လိုကြည့်လဲငါကြီးမကြကြနဲ့ဟုတ်လားခိုင်းနေလွေဖို့အိမ်ရလဲစင်မှန်တဲ့ပြည်သူကိုလူမှာပဲခိုင်းနေဝင်ရလဲစင်မှန်တဲ့ပြည်သူကိုလူမှာပဲပြည်သူတွေရလဲစင်မှန်တဲ့သူဘာမို့တယ်ခင်ဗျားရေခဲကြောင်းတဲ့တော့မသွားပြည်ခင်ဗျားတို့နော်ပြည်တနာရှာနော်ဟုတ်လားအဲ့တော့ကိုမင်းထွဲရလဲစစ်မှန်တဲ့ပြည်သူတွေဝဲလာမှာသူတို့တော့တော့ပြပါခင်ဗျာလူကမတောင်းမနေနဲ့ကြက်လားတန်းတန်းလဲတော့ညှိမနေနဲ့နော်ဒါလေးကပြောချင်လို့ပါဗျာနော် ဘာလို့ကကျွန်တော်ကခင်ဗျားတို့ PDF ထောက်ဖို့လေ DNA ထောက်ဖို့လေအဲ့ဒီထောက်ဖို့အကြီးစားရည်စီကိုခင်ဗျားတို့အလူခံပါလို့ပြောချင်ပါလေဗျာနော်အားလုံးဒါပါပဲဗျာထောက်ဖို့ကအရေးကိုးတောင်းလို့ပွက်ရမယ်ကွာငပောက်ငပောက်မဆိုင်တဲ့လူကိုနော်ထောက်ဖို့ဆိုပြီးတော့နံမတက်ပေးပြီးတော့စစ်တပ်နဲ့ရဲကိုဖမ်းခိုင်းနေရရုပ်မာတဲ့လောက်ရက်ကိုလုပ်နေတာမင်းမရှက်ဘူးလားငပောက်ရဲ့နော်အဲ့လိုရုပ်မာချင်တင်ကန်းချွတ်လိုက်ပါနော်တတိရှိရှိကိုယ့်ကိုယောက်ျားပီတာဆိုတာနဲ့ရှင်းပြရင်ကွာဟုတ်တယ်မလားမင်းကတခုပဲမင်းမယ်အဲ့ဒီဖြူဖြူထွေးတို့နော် ခိုင်နေဦးရေတို့အပါဝင် private လုပ်တဲ့လူတွေစစ်ကောင်စီကမလူနဲ့လို့ပြောတဲ့နေရာမှာမလူပဲနေရတယ်။ဘာလူရဲလဲ။စစ်ကောင်စီကဒီနေရာကိုလူပါလို့ပြောလိုက်ရင်မလူပဲနဲ့နေရတယ်။အင်းအဲ့ငါကမှဖြေပါ။အများကြီးမပြောနဲ့။နော်ထင်တယ်အများကြီးမပြောနဲ့။စစ်ကောင်စီကအဲ့နေရာကိုကမလူနဲ့လို့ပြောမှဘယ်တော့ပဲဒုက္ခရောက်နေပါစေ။ကွာမလူနဲ့လို့ပြောလူရဲတဲ့ကောင်ရှိလား။စစ်ကောင်စီကဒီနေရာကိုလူလို့ပြောရင်မလူပဲနေရတယ်လို့ရှိလား။အဲ့နှစ်ခုပဲဖြေပါ။အများကြီးမပြောနဲ့။ဒီလားမင်းတို့စစ်တပ်ရောက်လာတဲ့ခါကျပြောမှစကလုံးတော့မကော။ ဒါပေမဲ့တခုတော့မျိုးလို့ပြောလိုက်ပြီသိလားအောက်တန်းစားဖြစ်တာကိုဂုံယူမနေနဲ့နော်အောက်တန်းစားဘဝနေရတာကိုဂုံယူစရာကြီးတို့ထင်ခဲ့တာလားဒါမှမဟုတ်မင်းအမေလင်းနေမင်းအမေကြီးမင်းအဲ့လိုပဲမှားခဲ့တာလားမင်းဘဝကြီးကငါတည်တနာလို့ကိုစီရတော့တကယ်ဘောနော်ပြပြနေနဲ့ငပောက်ပြန်ပြီးတော့မှဆုံးမှာပြောဆိုထားတာဖြစ်တယ်။ဒီကောင်တွေကတော့ကျွန်တော်ပြည်သူတွေကိုတက်ဖြတ်ဖို့ဆိုရင်ထောက်ဖို့တွေစူပရမဆဆပြောဆိုပြီးတော့မှပုံချတိုက်ခဲ့ဖို့လို့ဆောင်နေတဲ့အုပ်စုတွေဆိုတာလည်းအားလုံးလည်းတည်ထားတာဖြစ်တယ်။နောက်တစ်ခုကကြတော့ ဒီလိုမျိုးကျွန်တော်တို့ပြတဲ့ငပေးချပြမှာပေါ့နော်ကပေးပေါင်းဆောင်ဥက္ခတွေတွေ့နေရတဲ့အချိန်မှာဒီဘောမအုပ်စုတွေကနေပြီးတော့မှ brighter မားတွေကိုကျွန်တော်တို့ကနေပြီးတော့ဝေဖန်တိုက်ခတ်ပြောဆိုတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတော့လည်းတွေ့ရတာပဲဖြစ်ပါတယ်ဒီချက်လေးစစ်ဆန်းကြည့်မယ်ဆိုရင်တော့စပေးချောင်းတွေတော့မှဂဂနာနာမလို့ပူပရဲပေါ့နော် brighter မားတွေဆိုတာတော့ကျွန်တော်မြန်မာပြည်ထဲမှာလည်းဒူးနဲ့တည်းရှိနေတာမို့လို့ဒါကိုကျွန်တော်တို့ကနေပြီးတော့တစ်ချက်လောက်ပြောရုံနဲ့အားချောင်းပြီးတော့မှအခုချိန်ထိပေါပန်း၄၀ပြီတော့ကိုစောကမော်ကနဲ့ပြောဆိုနေကြတဲ့ငပေါတို့လိုမျိုးအရေးချုံ အဖွဲတွေလည်းများစွာရှိနေတယ်ဆိုတာတွေ့ရပဲဖြစ်ပါတယ်။ပြည်သူတွေဘက်ကနေပြတော့မှဆေးရမှကြာပန်းနဲ့ကျွန်တော်တော်လိုင်းမှာအဆုံးစွန်ဒီတော်လိုင်းတဖို့ဝင်နေတဲ့ပူပေါင်းပြတော့မှတိုက်ထုတ်မယ်ဆိုတော့မကြာခင်မှာတော့ကျွန်တော်ပြည်သူတွေမျောလင်းနေတဲ့တော်လိုင်းရောင်ကြီးကိုမြားတော့မယ်ဆိုတဲ့ကြောင့်ပြောရရင်ကျွန်တော်ဒီနေ့မှလည်းပိုင်းဗီဒီယိုကိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်။အစားဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလုံးစိတ်ချမ်းသာကိုကြမ်းမချင်တဲ့ပြည့်စုံပြတော့မှတာရဲချန်နယ်နေ့တိလေးပန်ဆန်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။